အင်းနေမရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်အဲကျွန်တော်တို့၁၈ဂျင်ကတော့စစ်ပြီးတော့လွဲတာပဲပေါ့နော်ကျွန်တော်၁၉ဂျင်အတွက်ပေါ့နော်ကျွန်တော်လေးလုံးအပြီးပေါက်လေးဒါပထမဆုံးအနေနဲ့ရှာပြီးတော့တင်ပေးလိုက်ပါတယ်နော်ဒါတကယ်ချင်းတော့ကတော့ကြိုက်ပါပေါ့နော်ကစားပါကျွန်တော်တို့သုံးလုံးကတော့တည်တဲ့အတိုင်းပဲပေါ့နော်အာထီအောင်လောက်ရတာကအာတော်တော်ဟွာလောက်တယ်ပေါ့နော်အကွက်တစ်ထောင်မှာတစ်ကွက်ဆိုတော့နော်ဟိုဒိုင်းနာလေးနဲ့ကိုပဲကစားကြပါနော်။ Okay ဒါဆိုရင်ကျွန်တော်တို့တူတူကြည့်အောင်ပေါ့နော်။ အာဒီမှာကျွန်တော် why မဲ့ why ပြလိုက်တော့ပဲပေါ့နော်ဒီလိုပေါ့နော်ကျွန်တော်ဒီ3ရယ်အပိတ်ရှိနော်ဒီထိတ်ကလည်းဒီလိုပဲဒီ3ရယ်ကျွန်တော်ဒီအပိတ်9ရယ်ပေါ့နော်ဒီလိုကျွန်တော်တို့၄လုံးပေါင်းခြင်းပေါ့နော်3 3 89ပေါ့နော်3 89ဒီ30နော်20ကိုကျွန်တော်တို့ဒီမှာ3နဲ့ပေါင်းတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်3ယူရမယ်ပေါ့နော်ဒီ3ရတယ်နော်3 ၃ရဲ့နှက်ခတ်တိကျွန်တော်တို့၅ပေါ့เนาะအာဒီကောင်လေးကတရွဲလာမယ်ပြီးရင်ကျွန်တော်နောက်ထပ်ကဘာလာမလဲဆိုရင်ဒီအောက်ကပေါ့เนาะဒီ၃လုံးကိုကျွန်တော်တို့ပေါင်းချလိုက်တယ်เนาะ၃၃၉ဆိုပြီးတော့ပေါ့เนาะ၃၃၉ဒီပေါင်းခြင်းနံပါတ်1ပေါ့เนาะနည်းနှက်ခတ်တိ၄เนาะဒီ၄လုံးဒီအပြီးပေါက်တဲ့၃၅၄เนาะ၃၅၄ပြီးပေါက်မှာကျွန်တော်တို့ဒီမှာဖာဆင်းသွားလဲဆိုရင်၃၅၄ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားတာတွေ့ရတယ်เนาะ၃၅၄ပေါ့เนาะ ီမှာကျွန်တော်တို့3เนาะဒီမှာ5ဒီမှာကနံပါတ်2ပေါ့เนาะဒီလိုကြောင်း3 5 2เนาะကျွန်တော်တို့ထွက်ကနဖြစ်ပါတယ်ဒါပထမတစ်ပင်ပေါ့เนาะကျွန်တော်ဒုတိယတစ်ပင်ကိုဆက်ကြည့်မယ်เนาะဒုတိယတစ်ပင်မှာလဲကျွန်တော်တို့ထိတ်3ကျွန်တော်တို့အပိတ်2เนาะဒီရောက်มาကကျွန်တော်တို့ထိတ်2အပိတ်6เนาะ ဒီလေးလုံးပေါင်းမယ်ပေါ့เนาะအာဒီလေးလုံးပေါင်းမယ်ဆိုတော့ကျွန်တော်တို့3နှစ်ဒီပေါင်းခြင်းနံပါတ်5ပေါ့เนาะ5ကိုဒီမှာက2 6ကပေါင်းခြင်း8နဲ့ဆိုတော့ပေါင်းခြင်းဒီ3ပဲထပ်ရအောင်เนาะ3ရတဲ့အတွက်3နှက်ခတ်ဒီကျွန်တော်တို့5เนาะ3 5 35ကိုကျွန်တော်ဒီအောက်က246ပေါ့နော်ဒီဟာစုံလိုက်ဖောင်းသွားမယ်2ရ4ရ6ရဒီ3လုံးပေါင်းခြင်းဒါဆိုလို့ဒါကတော့ break ပေါ့ဗျာနော်ဒါဆို246ဒီပေါင်းခြင်းနံပါတ်1ပေါ့နော် နဲ့နှစ်နှစ်ခတ်တီ၄တဲ့ဒီမှာလဲ၃၅နှစ်၄တီအပြီးပါဟုတ်တဲ့နော်ဒီမှာဘာတွေ့တော့လဲဆိုရင်ကျွန်တော်တို့၃နှစ်၄ဆိုတဲ့ခဏနော်၃နှစ်၄နော်၃ကျွန်တော်ဒီမှာနှစ်ဒီမှာက၄ပေါ့နော်ဒါဆိုရင်ထွက်ကနန်းတီ320နဲ့၄ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်နော်ဒါကတော့ကျွန်တော်ဒုတိယအပင်ပေါ့နော် ကျွန်တော်တတိယတပင်ကိုစစ်ကြည့်အောင်ပဲเนาะတတိယတပင်မှာကကျွန်တော်တို့ထိတ်ရှစ်เนาะအပိတ်နှစ်เนาะဒီမှာကထိတ်ရှစ်ကျွန်တော်တို့အပိတ်ငါးเนาะဒါဆိုရင်လေးလုံးပေါင်းခြင်းပေါ့เนาะအာ၈ရက်၂ရက်ဒီ30ပေါ့เนาะ30ကိုကျွန်တော်တို့၈ရက်၅ရက်ဒီပေါင်းခြင်း3ဆိုတော့ဒီနေရာမှာလဲကျွန်တော်တို့3 5ဆိုပြီးတော့ပြန်ရနေပြန်เนาะ3 5 6 ငါပေါ့နော်၃၃နက်ခတ်တိကျွန်တော်တို့ငါနော်ဒီအောက်ကကျွန်တော်တို့ဘာရလဲဆိုရင်၈၆၅ဆိုပြီးတော့ဒီလို၃လုံးပေါင်းရမယ်နော်၈၆၅တိကျွန်တော်တို့၃လုံးပေါင်းချင်း၉ဖြစ်တယ်ပေါ့နော်၉ဖြစ်တဲ့အတွက်၉၉နက်ခတ်တိ၆နော်ဒီလေးလုံးတိအပီ၃၅၉၆တိအဲကျွန်တော်တို့ဒါအပီပေါက်ဆိုပြီးတော့ဆင်းပြရမယ်ပေါ့နော်ဒီမှာထွက်ကနန်းကကျွန်တော်တို့ဘာရှိလဲဆိုရင်၃၅၆ဆိုပြီးတော့ထွက်ထားတယ်နော်၃၅၆နော်ဒီမှာကျွန်တော်တို့၃ ဒီမှာက5ဒီမှာက6เนาะထွက်ကနာ350နဲ့6ဆိုတော့ဒီလိုလေးထွက်သွားတယ်เนาะကျွန်တော်ဒီမှာက3ကက်မြောက်ပေါ့เนาะကျွန်တော်4ကက်မြောက်ကိုစစ်ပြီးတော့ကြည့်ရအောင်ဗျာเนาะ4ကက်မြောက်ကကျွန်တော်တို့ဒါဒီအာ19ချိန်အတွက်ပေါ့เนาะကျွန်တော်ထိတ်6เนาะဒီမှာကအပိတ်6 နော်ပြီးရင်ဒီမှာကထိတ်ကိုနော်ဒီမှာကအပိတ်ရှစ်နော်ဒါဆိုရင်ဒီလေးလုံးကိုကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်နော်66ဒီနှစ်8နဲ့ပေါင်းရင်ပေါင်းချင်းဒီကျွန်တော်တို့တုံညပေါ့နော်တုံညကို9နဲ့ပေါင်းရင်ပေါင်းချင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲပေါင်းချင်းနံပါတ်9နော်9ဖြစ်တဲ့အတွက်9 9နှစ်ခါ6နော်ခုနက6ကိုကျွန်တော်တို့ဘာနဲ့ပြန်ပြီးတော့တွဲမလဲဆိုရင်ဒီအောက်က3လုံးနဲ့ကျွန်တော်တို့စစ်ပေါင်းရမယ်ပေါ့နော်9ခွန်8ဆိုတော့ကျွန်တော်တို့ပေါင်းချင်းနံပါတ်ဒီနံပါတ်4ပေါ့နော် လေလေးနက်ခတ်တီနှစ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်ဒီ19ချိန်မှာ964နှစ်တီဒါအပီးပေါ့နော်964နှစ်အပီးပေါ့ပေါ့နော်ဒါဆက်ပြီးခဲ့မယ်ဆိုရင်ပြောပါတယ်နော်964နှစ်ဒါကတော့လေးကမြောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဘယ်မှာထွက်မလဲ အဲဒီ19ချိန်ပါပေါ့နော်9 6 4နှစ်ကဖာနဲ့တွဲပြီးတော့ထွက်မလဲတော့မပြောတော့ဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်လေးလုံးအပြီးပေါ့နော်အဲကျွန်တော်အစားဆုံး run through လေးပြန်ပြီးတော့သွားပြီးမယ်ပေါ့နော်ကျွန်တော်ပထမဆုံးတစ်လုံးကတော့ကျွန်တော်တို့လေးလုံးပေါင်းလိုက်တယ်ပေါ့နော် take a bait take a bait ပေါ့နော်လေးလုံးပေါင်းခြင်းဒီ3ရတဲ့အတွက်3နှက်ခတ်5ပေါ့နော်နှက်ခတ် တွေကြီးပဲယူသွားတယ် ပြီးရင်တော့ကျွန်တော်ဒီအောက်ကပေါ့နော်ဒီအောက်က၃လုံးသူ့ရဲ့ break ကြမှာပေါ့နော်၃လုံးပေါင်းလိုက်တာဆိုတော့2เนาะ break နဲ့ရတဲ့အတွက်2နဲ့နက်ခတ်ဒီ4เนาะ3 5 2 4ဒီအပီးတဲ့เนาะ3 5 2 4မှာကျွန်တော်တို့ဘာထွက်သွားလဲ3 5 2ဆိုပြီးတော့ထွက်သွားတယ်352ပေါ့နော်ဒုတိယတစ်ပင်မှာလည်းဒီတိုင်းပဲကျွန်တော်တို့ဒီမှာ take bait take bait ပေါ့နော်ဒီ၄လုံးပေါင်းလိုက်တာက ပေါင်းခြင်းနံပါတ်300ရတယ်ပေါ့နော် 3သူရဲ့နက္ခတ်တိကျွန်တော်တို့5ပေါ့နော်3နက္ခတ်5နော်ပြီးရင်ကျွန်တော်ဒီအောက်က2 4 6ရဲ့ break က break 2ဖြစ်တယ်ပေါ့နော် break 2ဖြစ်တဲ့အတွက်2နက္ခတ်တိ number 4 3 5 2 4တိအပြီးတဲ့ နော်လုံးက2လေးဒီအပီးက3 4ဆိုပြီးတော့ကျွန်တော်တို့ကြာပြီးသွားတယ်ဒီမှာ3 4ပေါ့နော်โอเคဒါဆိုရင်ဒီအောက်မှာကျွန်တော်တို့သုံးကပ်မြောက်မှာစစ်ကြည့်တဲ့အခါမှာကျွန်တော်တို့ take bait take bait နော်8နှစ်ဒီ35နဲ့ပေါင်းတော့ပေါင်းခြင်းနံပါတ်5ကို8နဲ့ပေါင်းတော့ပေါင်းခြင်းနံပါတ်3နော်35ဒီစစ်ရရတယ်ပေါ့နော်35နော်ဒီရောက်ကကျွန်တော်တို့8 65ဒီပေါင်းခြင်း6ဖြစ်တဲ့အတွက်6နှစ်ခတ်6ပေါ့နော်ဒီတော့ကြောင့်35 6ဒီအပီးနော်3596အပီးမှာကျွန်တော်တို့ဘာအတွက် သွားလဲဆိုရင်356ဆိုပြီးတော့ဒါထွက်သွားတယ်ပေါ့နော်356နော်ဒီမှာ356ဆိုပြီးတော့ထွက်သွားတယ်အာဒီအတွက်ကြောင့်ကျွန်တော်တို့အခုလာမယ့်ဒါ19ချိန်အတွက်က take bait take bait ပေါ့နော်668ပေါင်းချင်း20ကိုကိုနဲ့ပေါင်းတော့29နော်ကျွန်တော်တို့ကိုကိုရတဲ့အတွက်ကိုနှက်ခတ်တိကျွန်တော်တို့6ပါနော်ကို6ကိုကျွန်တော်တို့ပါနဲ့တွဲမလဲဆိုရင်98เนาะဒီသုံးလုံးပေါင်းချင်းဒီပေါင်းချင်း4ဖြစ်တဲ့အတွက်4နှက်ခတ်နှစ်ပေါ့နော်ဒီတော့ကြောင့်964နှစ်ဒီအခုဒီလာမဲ့ကျွန်တော်တို့19ချိန်အတွက်ပေါ့နော်19ချိန်အတွက်ဒါအပြီးပေါက်ဖြစ်ပါတယ်964နှစ်တာ ခွေကြည့်မယ်ဆိုရင်တော့ဗောနောကဏန်းကအရင်ကြီးမများဘူးထင်ပါတယ်เนาะအဲကျွန်တော်တို့96 96လေးရမယ်เนาะပြီးရင်ကျွန်တော်တို့96နှစ်ရမယ်เนาะပြီးရင်6လေးနှစ်ရမယ်အဲ6လေး6ရမယ်เนาะအဲကိုယ်တိုင်ပဲခွေကြည့်လိုက်ဗောနောအရင်ကြီးတော့အများမထွက်ဘူးထင်ပါတယ်เนาะအဲကျွန်တော်တို့၄လုံးအခွေဆိုတော့ဗောနော၄လုံးအခွေဆိုတော့အဲ6 ဒီ6နဲ့ရင်တွဲမယ်ဆို964เนาะ96နှစ်เนาะပြီးရင်ကျွန်တော်ဒီ4နဲ့တွဲကြည့်မယ်946เนาะ946နှစ်ဒါပဲเนาะကျွန်တော်တို့4ကွက်တည်းပဲရှိမယ်ထင်တယ်เนาะဒါတိတိကျကျကိုပိုင်မယ်ကျွန်တော်တို့ခွေကြည့်လိုက်ပါเนาะအာခွေကြည့်လိုက်ရင်ကဏ္ဍလေးတွေထွက်လာလိမ့်မယ်ပေါ့เนาะ4ကွက်ကျွန်တော်တို့အားလိုက်မယ်ဆိုရင်တော့နည်းနည်းလေးတော့များသွားတာပေါ့เนาะโอเคပါဒါဆိုရင်အားလုံးပဲ ခုလာမယ်ကျွန်တော်တို့19ချိန်ပါဒါပထမဆုံး site လေးပေါ့နော်ကျွန်တော်အပီဘောက် site လေးတင်ပြလိုက်ပါတယ်ဂျိုင်းတဲ့တဲ့ငွေချင်းတွေကယူသုံးလို့ရပါတယ်ဗျအဆင်ပြေကံကောင်းပါစေဘိုင်ဘိုင်ပါ